င်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့သင်မှာ grade 12 maths ရဲ့ chapter 10လေး method of integration အပိုင်းမှာ partial fraction method ရဲ့ example တွေဖြစ်တဲ့ example 12လေးကိုတွေ့မှာဖြစ်ပါတယ်ဒီချက်ကတော့ grade 10 11 12ကိုပညာဒါနသင်နေတဲ့ channel ဖြစ်တယ်ဆိုတော့10 11 12ခလေးတွေကကိုယ့်ရဲ့သင်ခန်းစာတွေကိုလေ့လာသင်ယူခြင်းနဲ့ဆိုရင်ဒီချက် channel playlist အောက်ထဲမှာ playlist တွေအားလုံးထည့်ထားပေးတာဖြစ်တဲ့အတွက်ကိုကြည့်ချင်တဲ့ chapter နဲ့ကိုကြည့်ချင်တဲ့အပိုင်းလေးတွေကိုရွေးချက်ကြည့်ရှုနိုင်ပါတယ် chapter တစ်ခန်းပြည့်နဲ့တစ်ခန်းဆက်ကြည့်သွားလို့ရတယ်လို့ grade 10 clear grade 10ပြီးသွားရင် grade 11စာကိုဆက်လေ့လာသွားလို့ရပါတယ်တင်ပြီးသားပါเนาะတင်ပြီးသွားပါပြီ grade 11ပြီးပြီးသား clear လဲ grade 10 12စာကိုဆက်ပြီးလေ့လာသွားလို့ရပါတယ်ဒီ channel facebook page လေးကိုလည်း channel playlist channel ရဲ့ about out ထဲမှာ ထည့်ပေးထားတယ်ဒါဆိုရင်အဲ့ဒီ link လေးနှိပ်ဝင်လိုက်ပြီး Facebook ကိုလည်း follow လုပ်ထားနိုင်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုဒီကျွန်တော်ဆက်ကြည့်အောင်ဆက်ကြည့်အောင်ဆိုတော့ evaluate the integral နော် integral ကိုကြည့်ဆိုတော့ဒီပေးတဲ့ integral ကြည့်ရင် तू ကပိုင်းခြေဒီပါလောက်ပြီးသားစာခွဲကိန်းခွဲပြီးတာ the whole square ဆိုတော့ကိုခွဲစရာမလိုတော့ဘူးဒါဆိုရင်ဒီချေတို့ဒါပဲအဆင့်သုံးအောင်လေနံပါတ်1အဆင့်ဖြစ်တဲ့ the whole square ရရင် ဖော်မြူလာဒီ A ဘိုင်ပထမတကွင် B ဘိုင်တဟိုးစွဲကိုသုံးပါเนาะဒါဆဆခွဲကိန်းခွဲစရာမလိုတော့ဘူးမလုပ်ပေးမယ်ပြန်ကူးမယ်ပေါ့ပုံစံเนาะပြန်ကူးပြီးတော့အစာသွင်းမယ်ဒါလီယာဆခွဲကိန်းဆွဲပြီးဘူးမလိုတော့ဘူးဒါဆိုချေလို့ပြန်ကူးရအောင် 2x + 1 y x - 1 the whole square equal to the A ဘိုင်တကွင်เนาะ x - 1 plus b by the whole square b by x minus 1 the whole square တင်ရပြီနံပါတ်2အဆင့်ဖြစ်သွားပြီနံပါတ်3အဆင့်ကပိုင်းချိန်ညှိမယ်နော်ပိုင်းချိန်ညှိပြီးရှင်းမှာဖြစ်တယ်ပိုင်းချိန်ညှိမယ်ဆိုတော့ဒီချက်လို့နောက်မှာက2ကွင်းဖြစ်တဲ့အတွက်ရှင်းမှာတကွင်းရှိပြီးသားမို့လို့ဘယ်သူ့ကိုပဲမြောက်ရမလဲရှေ့ကိုနှစ်ထပ်ဖြစ်သွားခြင်းရင် x minus 1နဲ့မြောက်ရှေ့နောက်ကိုမြောက်စရာမလိုတော့ဘူးနော်အဲ့ဆိုဘာဖြစ်သွားမလဲ ax minus a နောက်ကမြောက်เสียမလို့ i ပုံပိုင်းခြေက x minus 1 the whole square နော်ဒါဆိုဒီဘက်မှာဒီချက်လို့ရှိတာကပါရှိလေ 2x plus 1 by x minus 1 the whole square ရှိတယ်။ပိုင်းခြေချင်းညီတဲ့အတွက်ပိုင်းဝေချင်းညီမယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ 2x plus 1 equal to b ax minus a plus b เ နော်ဒါဆိုရင်ဒီမှာ ax ဒါလေးရတကွင်းလို့မြင်လိုက်နော်ဆိုတော့ x ရဲ့မြောက်ဖို့ဂိန်းဒီ a ဒီဘက်က x ရဲ့မြောက်ဖို့ဂိန်းဒီ2ဒါကြောင့်မလို့ teacher တို့ရဲ့ a တန်ဖို့လေးရ2နော်ပြီးရင်နောက်က constant minus a plus b ကဘယ်သူလဲညီမလဲ1နဲ့ညီမယ်ဒါကြောင့်မလို့ minus a plus b equal to d1 ဆိုတော့ e ကဒီစရုပ်ဘယ်လောက်ရခဲ့တာ2ရခဲ့တဲ့အတွက် e ထည့်လိုက် -2 +b equal to 1ဆိုတော့ -2 ဟိုဘက်ဆွေးလိုက်တော့ +2 ဆိုတဲ့အတွက်3ဒါဆိုဒီစရုပ် ab မရတော့လားရသွားပြီเนาะဆိုတော့ ab ရပြီဆိုရင်ဘာလုပ်လို့ရပြီအစာသွင်းပြီး grade လို့ရသွားပြီဒါကြောင့်မလို့ဒီချက်ပုံစံပြန်ကူးမယ် integral ဒီနားလေးပဲရေးလိုက်မယ်เนาะ integral 2x plus 1 by x minus 1 the whole square dx equal to integral e by so e 2 by the queen dx plus b by so 3 by what not 3 by two, the whole square x minus 1 the whole square right equal to so 2 balong c chi shape ဝေရเนาะခြေရှိပ်ဝေရဆိုတော့ဒီမှာ x 1ကို greater ရင် sorry x 1ကိုရှိပ်1ရတယ်အဲ့တော့ဒီချက်တို့ရဲ့ဒူးရှိမှာမြောက်ပေါ်ကိန်း1ရှိတဲ့အတွက်ဒီဒူးကလေးကဘာလုံးမဲရှိပိုမဲဆိုတော့2ခြေကိုရှိပ်တန်ရတဲ့အတွက် mod x 1 နော်အဲအနောက်ကိုကြည့်တဲ့ခါကျတော့ဒီ3လေးက grace ရာမလို့ဘူးပိုင်းချီမှာ power ပါတယ်အဲ့ဒီ power ပိုင်းရဲ့အပေါ်ကိုတင်ပြီးမြင်ရမှာဖြစ်တယ်ဒါဆိုရင်ကလေးတို့ဒီနားမှာရှုပ်သွားအောင်မနော်နောက်တစ်မျက်နှာမှာတွက်ပြီးမယ်ဆိုတော့ကျတို့ဒါအရှိကိုမ great တင်ဘလို့ဖြစ်သွားမလဲဆိုတော့2 integral 1 by x minus 1နော် d a s ပြီးရင်အနောက်တစ်ခုကိုကြည့်နောက်တစ်ခုကဒီမှာပါဝါပါတာကိုဘယ်လိုမြင်ရမလဲအပေါ်တင်လိုက်တယ်လို့မြင်ဒါဆို x 1တခိုးပါဝါ -2 ဖြစ်သွားမှာနော် x 1တခိုးပါဝါ -2 ဆိုတော့3ကိုရှေ့ပို့ထားလိုက် x 1တခိုးပါဝါ -2 တော့ဒီလိုမြင်မယ်ဒီလိုမြင်မှဒါ break လို့ရမှာအဲ့ဆိုဒီချက်တို့2က2က2ပဲခုနကနော် ln mod 2 x minus 1ရတယ် plus 3က grade ဆရာမလို့ဘူးသူ့ကို grade ရင် power 1ပေါင်းစားဆိုတော့ minus 2ကို plus 1ပေါင်းလိုက်တော့ x power minus 1เนาะ minus 1အဲ့ဒီ power နဲ့ပြန်စားဆိုတော့ by minus 1 plus c အဲ့တော့ w ရသွားမယ်2 ln mod x minus 1အဲဒီ minus ကဒီကိုမြောက်လိုက်เนาะဆိုတော့ minus 3 by power အနှုတ်မှုလို့အောက်ပို့လိုက် x minus 1 plus c ဒီလိုဖြစ်သွားမှာဖြစ်ရအောင်เนาะအဲ့ဆိုရင်ဒီစရုပ်ဒါဆက်ရှင်လို့ရရင်ရှင်းမဲ့ပေါ့ရှင်းလို့မရဘူးဆိုရင်ဒီတိုင်းထားမယ်ဆိုတော့သူ့ကြီးလိုက်တော့ဒီစရုပ်ဒါဆက်ရှင်လို့မရတော့တဲ့အတွက်ဒီမှာထားလိုက်မယ်ဒါသူ့ရဲ့အဖြစ်ပဲเนาะကဲဟုတ်ပြီဆိုတော့ now example လေးကြည့်အောင်အဲ့တော့ example 13 example that dinga jaro find the function of our x satisfying the equation เนาะ satisfying the equation ဆိုပြည်လည်မဲ့ညီမြခြင်းကိုရှာပါတဲ့ဒီ f of x ရဖို့အတွက်ပြည်လည်တဲ့ညီမြခြင်းကိုဒီပေးထားတဲ့ညီမြခြင်းကိုပြည်လည်စေမဲ့ပေါ့နော်ပေးထားသောညီမြခြင်းကိုပြည်လည်စေမဲ့ f of x ကို find ရှာပါအဲ့ဒါဆိုရင်ဒီစရုပ်ဒီကိုကြည့်ပေးချက်ကလေးရပေးချက်မှာဘာတွေ့လဲ f မှာ prime တွေ့တယ်နော် prime တွေ့တယ်ဆိုတာတစ်ချိန်ရှိတ်ထားတာအဲ့ဒါရှေ့မှာ notes တင်တော့ပြောပြီးသား ်သူက f(x) လိုချင်တာဖြစ်တဲ့အတွက်မလုပ်ပြရမလဲရှိတ်တာပြုတ်ချင်ရင် grade ပြရမှာဖြစ်တယ်လို့ပြောထားတာတစ်ကြိမ်ရှိတ်ထားတာကိုတစ်ကြိမ် grade ရင်တစ်ကြိမ်ရှိတ်ပြုတ်เนาะအဲ့ဒါဆိုရင်ပြီးထားတာကို grade ထားတာကိုတချို့ကအရှိတ်ထားတာကို grade မယ်ဆိုတော့ပုံစံပြန်ကူးမယ်เนาะဒီမှာသူ condition ပေးထားပြီးသားเนาะ f1 လေးက equal to 0လို့ condition ပေးပြီးသားအဲ့ဆိုပုံစံပြန်ကူးလိုက် f prime of x equal to the x minus 1 by root x ဒါဆိုရင်ရှေ့ရမှာက integrate လုပ်ရမှာဖြစ်တဲ့အတွက်ဒီဟာလေးကိုတစ်ချက် x ချင်းတူလို့ရှင်းလိုက်မယ်ရှင်းလိုက်တော့အကျမ်းမှရှင်းလိုက်နော် x by ပိုင်းခြေကဒီပါဖြစ်မှာ x power 1 by 2လေ minus 1 by x power 1 by 2ဒါဆိုဒီဟာမလုပ်ပြရမယ်နော်ပိုင်းခြေတူတာစားအာ sorry အခြေတူတာစားထားတဲ့အတွက်ထပ်ညွှန်ခြင်းလှုပ်ဆို1 minus 1 by 2ဆိုတော့1 by 2ပဲပေါ့နော် x power 1.2နောက်ကကြအပေါ်တင်ရမှာဖြစ်တဲ့အတွက် x power 1.2ဒါဆိုရင်ဒီချီလိုအဲ့ဒီ f prime or x d ဘယ်လိုဖြစ်သွားမှာလဲ x power 1.2 x power 1.2မှလားအဲ့ဒါကိုဒီချီလိုဘာလို့မှာ integrate လုပ်မှာဒါကြောင့်မလို့ integral f prime of x dx နော် integrate f prime of x dx equal to integral ဒါလေးဝင်ခတ်မယ် dx နော်ကဲအဲ့ဒါဆိုဒီဘက်က integrate လုပ်လိုက်ရင်ဒီချိန်ရှိထားတာပြုတ်သွားမှာဖြစ်တဲ့အတွက် prime ပြုတ်သွားမယ် f(x) နော်ဒီဘက်ကို grade ရင် power 1 power 2ဆိုတော့1.2ကို1 power เนาะ x power 3 by 2အဲ့ဒီ3 by 2နဲ့ပြန်စားဆိုတော့အပေါ်တင်လိုက်ရင်3 by 2က2 by 3 x power 3 by 2နောက်က minus နော် minus 3 သူက power 1ပေါင်းဆိုတဲ့အတွက် minus 1.2 1 that's wrong 1.2ရမယ်အဲ့ဒီ1.2နဲ့ပြန်စားဆိုတော့1.2ကိုအပေါ်တင်တော့2 x power 1.2ဘာဖြစ်သွားမလဲ greater ဖြစ်တဲ့အတွက် plus 4ပေါ့နော်အဲ့တော့သူဒီမှာပေးထားတဲ့ condition ဒီမလုပ်ဖို့ဒီ constant c ဘလောက်မှမသိလို့ရှာဖို့เนาะအဲ့ဒီ constant c ဘလောက်မှမသိလို့ရှာဖို့အဲ့ဆိုရင်အခုဒီချက်တော့ သူ့ကိုအစာသွင်းမယ်ပေါ့အဲ့ဒါဆိုရင်ဘာလုပ်မလဲ when နော်ပေးချက်လေးပြန်ကူးမယ်နော် when f of 1 equal to 0ဒါဆိုဒီ f of x ရဲ့ x နေရာတွေမှာ1ထည့်မှာဆိုတော့ဘယ်လိုဖြစ်သွားမလဲဟိုဘက်မှာတွဲရေးမယ်နော်ဒီ x နေရာမှာ1ထည့်နော်1ထည့်မယ်ဆိုတော့2 by 3 x က1 1 power 3 by 2เนาะ ြီးရင်နောက်က x နေရာမှာလဲ1ထည့်ဆိုတော့ -2 1 power 1/2 minus 2 into 1 power 1 by 2 plus c equal to d ဘာနဲ့ညီ0နဲ့နော်ကဲအဲ့ဒါဆိုရင်1ကဘယ်နဲ့ထပ်တင်တင်1ပဲဒါကြောင့်မလို့2 by 3 minus 2 plus c ဖြစ်မှာနော်ဆိုတော့ဒါကိုပိုင်းချင်းညီလိုက်ရင်6ဆိုတော့ minus 4 by 3 ဲ့ဒီ minus 4.3ကဟိုဘက်ပို့လိုက်ရင် plus 4.3ဒါဆိုဒီချက်လို့ c မရသွားဘူးလားရသွားပြီเนาะအဲ့ဒီ c ရခဲ့ပြီဆိုရင်ခုနက equation မှာ c သွားပြန်ထည့်ရုံပဲဆိုတော့အဖြေသည် for x equal to d เนาะဒါလေးပြန်ရေးပေးရုံပဲเนาะ2.3 x power 3 by 2 2 by 3 x power 3 by 2 minus x power 1 by 2 c နေရာမှာ plus 4 by 3တာလေးပဲနော်အဲ့ဒါဆိုသူရဲ့အဖြေရသွားပြီအဲ့တော့ဒီချက်တို့ကို differentiate လုပ်ထားတာကို integrate ရှာပါလို့ပြောလိုက်ရင်မလုပ်ပေးရုံပဲလေ condition လေးတွေထည့်ပြီး c လေးပြန်ထည့်ပြန်ရှာပြီးတော့ထည့်ပြီးအစားသွင်းပေးရုံပဲဖြစ်တယ်နော်ကဲဟုတ်ပြီနောက်တစ်ပုဒ်ဆက်ကြည့်မယ် ဖုန်းကိုကြည့်လိုက်တော့ find the function satisfying the equation နဲ့ရှေ့က example 13လို့ပဲနောက်က equation ကိုကြည့်လေစီမိနောက်ကြည့်လေစီမိ a for x ရဲ့တန်ဖိုးလေးကိုရှာပါတဲ့ဒါဆိုရင်ပေးထားတဲ့ formula ကိုကြည့်လိုက်ရင် f ဒီအပေါ်မှာ double prime လေးတွေ့တယ်နှစ်ကြိမ်ရှိတ်ထားတာ။ဒါဆိုနှစ်ကြိမ်ရှိတ်တာပြောက်ချင်ရင်နှစ်ကြိမ် grade ပေးရမှာเนาะ။တစ်ကြိမ် grade ရင်တစ်ကြိမ်ရှိတ်ပြုတ်เนาะ อัศรอนตุยคอนดิชันนี่ไปทาราดีบาลูกูสีชาบูตรอบยังกูเม f double prime or x equal to d e power x minus e power minus x นะ minus e power minus x by 2แต่อะไรส่วนนี้ดิฉันรู้ฟรีท่าละกูมาลงเลยไปพูดตัวส่วนนี้ตู้บอลลูนยังไงเนาะ one by two เห็นอะไรก่อนเนาะ e power x minus e power minus x. Write on integral f double prime of x dx equal to the integral 1 by 2 raise the amount e power x minus e power minus x dx. After the end. If you look at that, write that by the same brain, the same shape you know, f x the tangent x y of a equal equal to 1 by d not by integral first e power x squared e power x squared e power minus x squared e power minus x by e minus, minus 1 plus 1. No? So, and after the zero be minus, we got to be now, right? After the zero of KB, 1 by 2. e power x minus minus plus plus e power minus x plus e ถ้าเกิดสิ่งนี้ชาบูแล้วพัฒมา condition ตัวนี้เหมือนในในวาระแล้วอาจารย์ในในสิ่งที่ทำได้ว่างนงกศึกษามีรสชาติอะไรบ้างเนี่ยแค่พูดไปเราจะเจอไอ้ปัฒนาอีกวิธีมาอาจารย์เป็นแบบนี้รู้ใช่ไมรู้ใช่ไหมเนีัยจัฒนาอีกวิธีอะไรก็จะอยู่ตัวที่นั่นเนาะ apply all zero equal to one ဆိုတော့ခုနကတည်းက change ထားတဲ့နေရာမှာ zero တွေထက် x နေရာမှာ zero တွေထက်နော်ဒါဆိုရင်1.2 e power 0 minus e power minus 0နော်1.2 right? e power 0 minus e power minus 0ဆိုတော့ e power 0ဒီနောက်ပါပါလေ plus 3 equal to 1 ရက်စတိုရန်ဒါရီပလတ်ဖောအဲ့ဆိုရင်တခြားကပါဝါ0ဆို1ဆိုတော့2လဲ1 2လဲ1ဆို1 plus 1ဆို2နော်ဆိုတော့1 by 2နဲ့မြောက်မှာဖြစ်တဲ့အတွက်1 by 2 into 2ဖြစ်တော့ကြည့်တော့မှာဒီအဆင့်ကကျော်လို့ရတယ်နော်ကျော်လိုက်တယ်ဆို1ဖြစ်မယ်အဲ့ဒီ1ကဟိုဘက်ကိုပို့ရင် minus 1ဖြစ်မှာဖြစ်တဲ့အတွက် c equal to 0 c ရပြီဆိုရင်ခုနတခြားရဲ့ f prime or x လေးပြန်ရေးလို့ရပြီ f y or x divided by 1 times 2 e power x plus e power minus x naught. No? 1 times 2 e power x plus e power minus x plus 2 e so plus 0. After any plus 0, lady, don't we got it? So we got it. So we got it. So to check out, you must see chicky reason. Now to see. Now to send separate, not to. อพูดยากอะไรฮะลูกจะเปลี่ยนยี่เมย์ f y of x equal to b one by two e power x plus e power minus x ได้ zero จะเข้าได้นะแล้วพูดถ้าเป็นจริงเลยจริงเลยมาคือว่า integral f y of a a equal to integral one by two จะเข้าได้ e power x plus e power minus x dx เนาะ ဲအဲ့ဒါဆိုရင်ဒီလိုဒီဘက်ကတစ်ကြိမ်ရှိတ်လိုက်ရင် sorry great line ရဲ့တစ်ကြိမ်ရှိတ်ပြုတ်တော့ f of x ပြန်မယ်ဒီဘက်ကကျတော့1 by 2ထားမယ် e power x ကိုရှိတ်ရင် e power x plus right တာနော် e power minus x ကို great ရင် by minus 1 plus ဒီမှာအပေါ်မှာစထားခဲ့တဲ့အတွက်မတူအောင်လို့ c1 လို့ထားလိုက်နော်အပေါ်ကို c1 ထားရင်လည်းဒါကို c2 လို့ထားလိုက်နော်တိုက်ကလေးထား and yeah, up to be so many to so do the same enough. Right? The same as row 1 by 2. E power x, e minus u, now like minus e power minus x plus c1. E that's a for x now. So in two your condition, you so see condition are up for 0 equal to 1 will be time, no? Up for 0 equal to 1. So up for 0, so x may are 0 check. 1 by 2 e power 0 minus e power minus 0 plus c 1 equal to 1. So daga 1, daga 1. 1 minus 1 so 0. 1 by 2 is 0 and 0. That's c 1 equal to c 1. Yeah. No? That's a sort of sheep and 0. Yeah. No? But check another ka yi lai me. And yi lai lai na bell for. A for x equal to b. 1 by 2. e power x minus e power minus x plus c 1မြန်မာဘာဖြစ်လဲ1ဖြစ်နော် plus 1ဒါပဲဒီရဲ့အဖြစ်ဖြစ်ကြမ်းလားဒါဟုတ်ပြီဒါဆိုရင်အရှိအဟာတွေကတော့ပုံစံကြည့်ကြည့်ပဲဖြစ်တဲ့အတွက် exercise ရသွားမှာဖြစ်တယ်ဒါမှတစ်ချက်နောက်မှ exercise set တော့ဒီမှာဖြစ်တဲ့အတွက်နောက်ဒီကိုစောင့်ကြည့်ပြီးပါအားလုံးမြင်လာပါ